ရှင်မိရှင်များအားလုံးမင်္ဂလာပါရှင်24ရက်စက်တလမှာ30ရက်စက်တလ2025တပတ်တာတင်းငွေသားသမီးချင်းမိစုရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်တင်းငွေသားသမီးချင်းမိစုဒီတစ်ပတ်မှာအလုပ်ကိုင်းနေလုပ်တဲ့အခါလုံမွားကိုင်းပါးဖြစ်တဲ့တည်းဝေရင်းနှီးမြုပ်တံမှုတွေမြုပ်နေပြီးတော့ပြန်မပေါ်တာမျိုးတွေကြုံရတဲ့တည်းအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ဖိစီးမှုအများကြီးတပတ်တာလို့တွေ့ရပါတယ် တန်မိုးကြီးသောပစ္စည်းဝင်လာလို့ရှိပါတယ်။ဝင်လာဖို့ဆိုတာမိမိရဲ့ကိုယ်ပိုင်ဘဝရေတောင်အခြားသူရဲ့တန်မိုးကြီးပစ္စည်းမိမိကိုလာပြီးတော့အနန္တထားတာမျိုးဒီလိုလေးလေးကြုံရဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းတွေရဲ့အကူအညီတောက်ပံ့ကောင်းတွေရဖို့ရှိပါတယ်။ဒါအပြင်ဆရာသမားတွေရဲ့ပံ့ပိုးကူညီမှုအထောက်ပံ့ကောင်းပေးမှုအကြံဉာဏ်ကောင်းပေးမှုဒါတွေလည်းရရှိစေပါပဲဖြစ်ပါတယ်။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်ဒီမိမိစိတ်တိုင်းကြခံနေနေပဲဒီမှာပါတယ်မိမိဖြစ်ချင်တဲ့ပုံစံအတိုင်းအဝေးခွေကြစီပြီးတော့မိလူတွေတွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးတွေထဲမှာအလူအကြီးတစ်ခုလုံးဝလိမ့်မယ်အဲ့ဒီအလူမှာမိမိသွားလိုက်တဲ့အခါနမိတ်ကောင်းမွန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဝေးကြီးကိစ္စလေးတွေစကားပြောဆိုမှုတွေအောင်မြင်စေပေးတဲ့ဘက်တာလို့မြင်ပါတယ်။ ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့ view site ပါနော်မိမိအပေါ်မှာအမြင်မကြည့်တဲ့သူတွေနောက်မိမိအပေါ်မှာအမြင်နဲ့ကိုယ်ကိုစောင့်ကြည့်ပြီးတော့မှကိုယ်အဖြစ်ကိုလိုက်ရှာနေတဲ့သူတွေရှိနေပါတယ်ဒါကြောင့် view site ပါနော် အခြေအနေနဲ့ပတ်သက်ပြီးတော့ညနာဖွင့်လမ်းမီလူချင်းလူကေပေါ်မီမိမိချစ်သူနဲ့မိမိရဲ့ကြားထဲမှာလည်းပဲကြီးကဲသူတွေရဲ့ကူညီမှုထောက်ပံ့မှုတွေကြောင့်အခြေအနေမှာပုံပြီးတော့ကျေနပ်တဲ့ဒီစိတ်ချမ်းသာတဲ့အတူတွေ့ရပါတယ်။ဒါ့အပြင်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ကလုပ်ငန်းကိန်းငန်းတွေနောက်ငွေကြေးကိစ္စလေးတွေဒါလေးတွေမှာတည်ငြိမ်အောင်ကြားတတ်ပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ခြူချမင်း view ဆိုင်ပါနော်အထူးသဖြင့်မိမိရခန္ဓာကိုယ်ကိုယ်လက်မဤမသာဖြစ်နေတာမျိုးလေးလံထိုင်းပိုင်းတာမျိုးဖြစ်တတ်ပါလေအေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းလေးတွေမရရှိတဲ့အခါမှာမိမိနေနဲ့လုံရကံရခက်ခဲစီတဲ့အရာလေးတွေကိုတွေ့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့မိမိရဆရာရှိရင်ဝေးကြီးလေးတွေ ဝင်လာမေးသို့တော်မိမိကပေးရန်ရှိတဲ့ငွေကြေးကိစ္စလေးတွေကြတော့အပြည့်အဝနဲ့မပေးနိုင်တာမျိုးလေးတွေဖြစ်တတ်ပါလေ။အားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်းဆရာကိုချုံလို့ပြီးကြည့်လိုက်တဲ့အခါကိုသည်အလုပ်တွေလှုပ်ဆောင်တဲ့အခါမှာငွေကြေးစကားပြောဆိုတဲ့အခါမှာမပြီးဖြတ်ဖင်းနေတို့လိုတန်းလန်းလေးတွေနေဒီလိုဖြစ်သွားတဲ့အရာမျိုးလေးတွေဆိုရင်ကိုဘက်ကအေးနေတာနောက်ပြီးတော့ကိုကပြောရေးဆိုပဲမရှိတော့တာဒီလိုလေးအကြောင်းအတက်တယ်ဒါကြောင့်မို့လို့မိမိအနေနဲ့ ြီးပြက်အောင်ပြောဆိုပြီးတော့ပြီးပြက်အောင်လုတ်ကင်လိုက်တယ်ဆိုရင်တပတ်တာလုံးအဆင်ပြေပါချစ်မိချစ်များအားလုံးမင်္ဂလာပါရှင်24ရက်17လ2025မှာ30ရက်17လ2025တပတ်တာတနင်္လာသားသမီးချစ်မိစုရဲ့လုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တနင်္လာသားသမီးချစ်မိစုအလုံးနဲ့ပတ်သက်ပြီးတော့ရံများခြင်းပြဿနာဖြစ်ခြင်းလို့မြင်ပါတယ်တံခိုးကြီးတို့ပစ္စည်းထွက်တပါတယ်အတိုက်ခံလေးပြောဆိုရတာမျိုးလေးကြောင့်ရတပါတယ် မိတ်ဆွေပေါင်းသင်းတို့ရဲ့ကုညီတောက်ပံ့ကိုပံ့ပိုးမှုတွေရောင်းရှိနေပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအစီအပြေမင်းအိမ်ကိစ္စအစီအစဉ်လိုက်တိုင်းပါလေအောင်မြင်စီမင်းမိမိပြောစကားရင်အောင်မြင်ပါလိမ့်မယ်။ဆွေမျိုးသားချင်းစီကကုညီကောင်းတောက်ပံ့ကောင်းတွေရောင်းရှိနေပါတယ်။ရန်အန်ဒီရေလုံးဝမရှိရပြင်ချစ်သူခင်သူပေါင်းများပါမယ်တပတ်တာပါဒါအပြင်ဝေရည်ရင်းနှီးမြှုပ်နှံပြီးတော့လုပ်ငန်းနဲ့ပတ်သက်တဲ့အရာလေးတွေပေါ်လာစေမယ့်တပတ်တာလို့သိရပါတယ် ။သိုးဝါးရင်အတိုက်ခိုက်တွေမရှိဘူး။ချစ်တဲ့သူခင်တဲ့သူပေါ်တယ်။အဲ့တော့အချီးကြီးနဲ့ပတ်သက်ရင်လည်းပို့ပြီးတော့မျက်နှာအရန်ပွန့်လန်းနေတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်သားသမီးတွေနဲ့ပတ်သက်တာဒါမှမဟုတ်ရင်သားသမီးဟုတ်တယ်သားသမီးကြီးဇာနေပြီးတော့အကျိုးကျေးဇူးပြန်လဲပြီးတော့အကျေးကျေးဇူးဆက်တာလေးကိုရရှိစေမဲ့တပတ်တာပါ။အေးချမ်းမှုရေးချမ်းမှုမတွေ့ရသေးဘူးမိမိအနေနဲ့ဘယ်အရာလေးပဲလုပ်လို့အမြင်အခုတပြင်းနဲ့စိတ်မောလူမောလုံးဝပဲတပတ်တာလို့တွေ့ရပါတယ် ကျမကြီးနဲ့ပတ်သက်ရင်အာယုံချောအားနေပါတယ်ပြုစိတ်ပါနော်။ကံနဲ့ပတ်သက်ပြီးတော့ကံအလွန်ကောင်းပါတယ်။ထီတုကန်ဆန်းတင်နေဆိုရင်တော့၃ရက်တလုံးထီတုကန်ဆန်းလိုက်ရပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ရစရာရှိတဲ့ငွေကြီးလေးကြန့်ကြမယ်။မိမိကနေပြီးတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လေပတ်တဲ့ငွေကြီးကိစ္စလေးတွေပြောဆိုရတာလေးတော့အဆင်ပြေပါလိမ့်မယ်။အားလုံးနဲ့ပတ်သက်ပြီးပူပန်စရာချုပ်ငုံပြီးကြည့်လိုက်တဲ့အခါ မိမိရဲ့ရက်ွက်ထဲမိမိရဲ့လမ်းထဲမှာနာယီတရေတစ်ခုကြားတပါးရင်မိမိကတော့တင်းကြိုင်းပြီးနေခြင်းအာတုပပူခြင်းကိုရှောင်ပါဒီတော့တနေ့မှာသာသမီချိမိဆွေတွေကံတောက်ပံဖြစ်စီတဲ့ရေရာကောင်းလေးပြချင်ပါတယ်တနေ့မှာသာသမီချိမိဆွေမိမိနေကဘုရားမှာနွားနှုတ်တူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချိမိဆွေများအလုံးမင်္ဂလာပါရှင်24ရက်7လမှာ ပုံစီရဲ့7လ2025တပတ်တာတောက်ကြောင်သားသမီးချင်းမိတ်ဆွေရဲ့လောကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။တောက်ကြောင်သားသမီးချင်းမိတ်ဆွေအလောက်ကန်အရန်ကောင်းနေလုပ်ငန်းတူချင်ရမေအယောင်းဝယ်ဒီပြောရေးဆိုတာကိစ္စမှာရောင်းပန်းဝယ်ပန်းဖွင့်လှစ်စီမဲ့တပတ်တာပါ။တန်မှုကြီးတော့ပြည်စီဝင်လာဖို့ရှိနေပါတယ်။ပေးစီပေါင်းတဲ့ရဲ့ကုကြီးမဆမှုထောက်ပံ့မှုတွေရောက်ရှိရတဲ့အပြင်ခရီးတွေသွားပဲကောင်းသောသွားခြင်းလို့မြင်နေ အိမ်ထဲပတ်သက်ပြီးတော့လူတန်းတွေများစွာလောက်ရမယ်မိမိအိမ်မိသားစုမှာလည်းပဲပျော်ရွှင်စရာချီးမြှောက်စရာတွေကြုံရတဲ့ပြည်ချီးမြှောက်သားချင်းစရာတွေပြီးအောင်အထောက်ပံ့ကောင်းဝေကြီးပူကြီးကောင်းလေးတွေရဖို့ရှိနေပါတယ်ဂျန်နီအတိုက်ခိုက်ရှိတဲ့သတိထားပါနော်ချီးနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွင့်ရမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြီးမှာစိတ်ကုံစိတ်ကြက်တာမျိုးကြုံရတဲ့ပြည်။ကျမကြီးနဲ့ပတ်သက်ပြီးတော့စူးချိုးလုံးဝမရှိပါဘူးရှင်။ ။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလုံးနေတယ်။သို့ပေမဲ့ဘဖြစ်မနေဒီလိုကန်ဆန်းကျင်နေဆိုတော့6တလုံးဒီလိုကန်ဆန်းလို့ရတယ်။ငွေကြီးလက်လာပါတယ်။ရှင်လန်းပွန်လန်းစီမဲတပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပွဲဆရာချုပ်ကိုပြီးကြည့်လိုက်တဲ့အခါမိမိဒီနေသွားတာလာတာလေးတွေကို to be use site ဆီချပါတယ်။အဲ့တော့တောက်ကြသားသမီးချင်းမိတ်ဆွေတို့ကံတောက်ပတ်ဖြစ်စေတဲ့ရေရံကောင်းလေးပေးချင်ပါတယ်။တောက်ကြသားသမီးချင်းမိတ်ဆွေ ပွေးစာများများကျွေးပါယခုလိုကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားမယ်လို့တွေ့ရပါတယ်ရှင်။ရှင်မိရှင်များအလုံးမင်္ဂလာပါရှင်။24ရက်17လမှ30ဆက်တလ2025တပတ်တာစနီသားသမီးချင်းမိရှင်ရဲ့လောကန်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ စတိသားသမီးချင်းမိတ်ဆွေအလုတ်ကန်ဒီရန်ကောင်းမင်းပြောရေးဆိုရာကိစ္စအဝဝအောင်မြင်စီမင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မိမိကသာလေအရေးပါအရာရောက်လုပ်ပိုင်ခွင့်ညီရရှိစေမယ့်တစ်ပတ်တာပါတမူးကြီးသောပြည်စီတွေဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့ပူပန်ရတာစိတ်ကြီးရတာဒီလိုလေးကြုံတွေ့ရပါလိမ့်မယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်ဒီနောက်ဆက်ပြန်ရတတ်ပါတယ် ဆွေမျိုးသားချင်းအောက်လက်ငယ်သားစီမှာတရင်ကောင်းဆက်တယ်ကောင်းဒီကြားဖို့ရှိနေပါတယ်။ရန်အန်ဒီရဲ့အတိုက်အခိုက်လုံးဝမရှိပါဘူး။တို့ပင်ပင်တွားနေလာတဲ့ခါတော့တတိလေးထားစီကြပါတယ်။ချီးနဲ့ပတ်သက်ပြီးတော့မျက်နှာဖွင့်လိုက်မယ်ဒီစီတခင်ပေါ်မေး။အင်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းတာရစီနဲ့အင်တော်ကြီးပါ။ကျမကြီးနဲ့ပတ်သက်ရင်စူးချူးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုရိမ့်တဲ့မှုတော့မရှိသေးဘူး။ဘာကြောင့်လဲဖြစ်ဖြစ်မိမိကဘယ်နေရာလေးမှာပဲဖြစ်ဖြစ် မိမိကိုယ်တိုင်ပါဝင်ပြီးလှူဆောင်ပေးရမယ့်အရာလေးရှိတဲ့အတွက်ကြောင့်မအေးချမ်းသေးဘူးလို့သိရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလုံးကောင်းပါတယ်။ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်ကိုယ်ရဲ့ငားရဲ့ပါတဲ့နံပါတ်တွေကိုထီထိုးကန်ဆန်းပေးပါ။မွေးကြီးလက်နာပါတွေတပတ်တာရှင်လန်းဖွလန်းစေမယ်။မြင်ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်ဆရာကျွန်တော်ပြီးကြည့်လိုက်တဲ့အခါမိမိကိုအခြားသူတွေကနေပြီးတော့ယုံကြည်အားကိုးခြင်း လေးစားခြင်းကိုရရှိစေမဲ့တပတ်တာပါပြီးတော့စနေသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့ကရိယာကောင်းလေးပြုချင်ပါတယ်စနေသားသမီးချင်းမိတ်ဆွေမိမိနေငါဖခင်မှာကြောက်ကြောတပကံလှူဒါန်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့ထူရပါတယ်ရှင်